မိန်ကုန်းကိုဆိုလိုရင်းနဲ့လွဲချော်အောင်တိဖြတ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးနိုဝင်ဘာလ23ရက်နေ့မှာ BBC ကထရန်ကိုတောင်းပန်ခဲ့ပေမဲ့ထရန်ရဲ့ရှေ့နေတွေတောင်းဆိုထားသလိုနင်းနာကြီးပြီးဖို့ကိုတော့ငင်းဆန်ခဲ့ကြောင်းသိရှိရပါတယ်။2021ခုနှစ်ဇန်နဝါရီလ6ရက်နေ့တုန်းကအမေရိကန်သွတ်တော်ကိုထရန်ထောက်ခံသူတွေကမစီနင်းခင်ထရန်ပြောကြားခဲ့တဲ့မိန်ကုန်းကို BBC ရဲ့တိဖြတ်ပုံကဆိုလိုရင်းနဲ့လွဲချော်စေတယ်ဆိုတဲ့ ဝေဖန်ထောက်ပြမှုတွေကနေစပြီးယခုပြဿနာဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။ရင်းမိန်ကုန်းကထရန်ဟာလွှတ်တော်ကိုစီးနှိမ်မှုကျူးလွန်စေဖို့တိုက်ရိုက်အားပေးခဲ့သလိုထင်အောင်ထင်မှားအတိတ်ပဲစီဥတီသွားစေကြောင်းသိရှိရပါတယ်။ပြီးခဲ့တဲ့သတင်းဘက်ကမှတော့ထရန်ရဲ့ရှင်းနေတွေက BBC ရဲ့မှတ်တမ်းရုပ်ရှင်ကိုဖယ်ရှားပေးဖို့ထရန်ကိုပြန်တောင်းပန်ဖို့စာရေးသားပေးဖို့ကတောင်းဆိုခဲ့ပါတယ်။အဲ့ဒီရုပ်ရှင်ဟာထရန်ကိုကုန်တိတ်ခါအရာရောစီးပွားရေးအရာပါထိခိုက်စေတာကြောင့် မတောင်းပန်ဘူးဆိုရင်နိနာဂျီဒေါ်လာ1ဘီလီယံထိရရှိဖို့တရားစွဲမယ်လို့လည်းထရန့်ဘတ်ကချိန်ချောက်ခဲ့ပါတယ်။ဗြိတိန်ခြေဆိုင် BBC ကယင်းအကြောင်းအရာပေါ်မှာညွှန်ကြားရေးမှူးချုပ်နဲ့တည်င်းဌာနအကြီးအကဲတို့ရာဒူးကနေတာဝန်ယူနှုတ်ထွက်ခဲ့ရပါတယ်။ BBC ရဲ့ကြေညာချက်မှာတော့ထရန့်မိန်ကုန်းကိုပုံမှန်အတိုင်းစင်ဆက်မပြတ်တင်ပြတာမျိုးထက်ကွဲပြားတဲ့ရှုထောင့်တစ်ခုကပြသခြင်းလို့တီးဖြတ်ခဲ့ပေမယ့်မရည်ရွယ်ဘဲအမှားဖြစ်သွားကြောင်းအဒီတီးဖြတ်မှုဟာ သမရထရန့်ကအကြမ်းဖက်ရန်လိုမှုတွေဖြစ်လာစေဖို့တိုက်ရိုက်တောင်းဆိုခဲ့တဲ့ဆိုတဲ့မှာရွင်နဲ့အောက်ယူမျိုးစီဦးတည်စေခဲ့ကြောင်းဖော်ပြထားပါတယ်ထရန့်ရဲ့မူလမိန်ကုံးမှာတော့အမေရိကန်လွှတ်တော်ထိခြေတက်ပြီးရဲရင်နဲ့အထက်လွှတ်တော်အောက်လွှတ်တော်အမတ်အမျိုးသားအမျိုးသမီးတွေကိုဂုဏ်ပြုချီးကျူးရမယ်လို့ပါရှိခဲ့ပါတယ်မိနစ်50လောက်ကြာပြီးတဲ့နောက်မှာတခြားအခြေအနေနဲ့ဆက်ဆက်ပြီးကျွန်တော်တို့တိုက်ပွဲဝင်ရမယ်အသေးစိတ်တိုက်ပွဲဝင်ရမယ်လို့ထရန့်ကပြောကြားခဲ့ပါတယ် ဒါပေမဲ့ PPC ရဲ့တီးဖြတ်မှုမှာတော့ထရန်ရဲ့မေကုန်းနှစ်ခုကိုပေါင်းပြီးကျုပ်တို့လွတ်တော်စီချီတက်ရမယ်ပြီးတော့ခမားတို့နေအတူကျုပ်ရှိနေမယ်ကျုပ်တို့တိုက်ပွဲဝင်ရမယ်အသေးသေးတိုက်ပွဲဝင်ရမယ်ဆိုတာမျိုး ဖြစ်သွားကြောင်းသိရှိရပါတယ်ညနာချင်းပြီးဖို့ PPC ဘက်ကညင်းဆိုတဲ့အခြေအနေနဲ့ပတ်သက်လို့ထရန်ရဲ့ရှိနေရေးဘက်ကဘလို့အကြောင်းပြန်မလဲဆိုတာတော့မသိရသေးပါဘူး